်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် ညနေပြောင်တိုင်းလူသက်နေတဲ့စစ်ကောင်စီကိုအာတူပီစီမင်းရအရင်းယူရန်တောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။လူအတန်နဲ့အပြည်ပြည်ဆိုင်ရာဥပဒေတွေကိုအရေးမဆိုင်ကြောင်းညနေပြောင်စွာပြသနေတဲ့စစ်ကောင်စီကိုအာတူပီစီမင်းရအရင်းယူဖို့တမ်မတ်ကြီးဦးကျော်မိုးထွန်းကကုလရှင်ပြည်မှာတောင်းဆိုလိုက်ပါတယ်။ဇွန်လ25ရက်ညရောက်မျိုးကုလသမဂ္ဂဌာနချုပ်မှကျင်းပတဲ့ကာကွယ်မှုပင်းရတာဝန်ရှိမှုနဲ့လူမျိုးတုံးသက်ပြတ်မှုဆင်ရဆွေးမှုလူမျိုးစုလိုက်တုံ့တင်ရှင်းလင်းမှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ပြမှုများကာကွယ်တားဆ ီရင်နှစ်20ပြည့်အထိမ်းအမှတ်အစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာမြေနဲ့ကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးတော်မိန်ကုံပြောကြားစဉ်အဲ့ဒီလိုထည့်သွင်းပြောဆိုခဲ့တယ်လို့မိမိတို့အားလုံးအနေနဲ့အာတူပီဆန်တို့ပြည်ပြည်ဆိုင်ရာဥပဒေစည်းမျဉ်းများနဲ့လူသားဆန်မှုတို့ပေါ်ထားရှိတဲ့ကတိကဝတ်တွေကိုထိမ့်သိမ့်ကာကွယ်ဖို့ပြက်ကွက်နေကြကြောင်းလဲဆိုပါတယ်။ တမ်မတ်ကြီးနေနဲ့တောင်းဆိုစရာရှိတာတော့တောင်းဆိုရပါမယ်ဒါပေမဲ့အာဒူပီတို့ကတိမ်ဝေးလွန်းမာတဲ့နိုင်ငံတကာအနေနဲ့မြန်မာဆစ်ဆောင်ပြည်သူတွေလောက်လိုအပ်တဲ့ထောက်ပံ့တွေပေးရင်ကိုကြီးနှက်လာပါပြီနိုင်ငံတကာကအဲ့ဒီလောက်ကိုမလုံနိုင်တာပါလို့ရန်ကုန်ခြေဆိုင်နိုင်ငံစောင်းပွားရှင်တုံးကသတင်းဌာနကိုပြောပါတယ်နိုင်ငံတကာတိုင်ဝမ်နေနဲ့အာဒူပီပေါ်ထားရှိရင်မောင်မြတ်တဲ့ဂတိကဝတ်ကိုအပြည့်အဝကန်ဆွဲဖို့နဲ့အဲ့ဒီဂတိကဝတ်ကိုအတိတ်ပဲပြေးဝတဲ့အရင်းယူဆောင်ရွက်ချက်ဖြင့်ပြောင်းလဲလှုပ်ဆောင်ဖို့မြန်မာနိုင်ငံအခြေအနေပေါ်ချေခံပြီးဒီစည်းဝေးခမ်းမရှိမှမှာစိန်ဖက်များစွာတတိ ီးပြပြောကြားခဲ့ကြောင်းလဲတန်မတ်ကြီးကပြောပါရယ်2005ခုနှစ်ကမ္ဘာထိပ်သီးအစည်းအဝေးမှာအတူပြုပြဋ္ဌာန်းခဲ့တဲ့အာတူပီစီမင်းရာပြည်သူလူထုကိုလူမျိုးတုံးတစ်ဖက်မှုဆင်ရဆွေးများလူမျိုးစုလိုက်တုတ်တင်ရှင်လင်းမှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေရဆွေးမှုများကျူးလွန်ခံရခြင်းမှာကာကွယ်ပေးဖို့နိုင်ငံတကာနိုင်ငံများမှာတာဝန်ရှိရလို့အလေးထားဖော်ပြကြကြောင်းနိုင်ငံတနိုင်ငံအနေနဲ့အဲ့ဒီလိုဆောင်ရွက်ဖို့ပြက်ကွက်ရင်ဒါမှမဟုတ်၎င်းကိုယ်တိုင်ကအဆိုပါပြစ်မှုများကျူးလွန်သူဖြစ်ရင်နိုင်ငံတကာအတိုင်းဝန်ကစူပေါင်းရင်းယူဆောင်ရွက်ဖို့တာဝန်ရှိကြောင်း မြန်မာနိုင်ငံရဲ့အကြက်တဲကကြေကွဲပွဲကောင်းပါတဲ့ဥပမာတစ်ခုပင်ဖြစ်နေကြောင်းစေအုပ်စုအနေနဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုအတုံးချပြီးလူမဆန်တဲ့လုပ်ရက်တွေကိုစာရိုကျူးလွန်နေကြောင်းလဲဆိုပါတယ်။ကာကွယ်မှုပြင်ရဲ့တာဝန်ရှိမှုကိုအကောင့်ထည့်ပေါ်ပြီးကုရကင်ရမဲ့တဲ့မြန်မာပြည်သူတွေကိုကူညီပေးကြပါလို့လည်းတန်မန်ကြီးကပြောပါတယ်။ဆက်လက်ပြီးတန်မန်ကြီးကမြန်မာပြည်သူတွေရဲ့အတန်းနဲ့မျှော်မှန်းဆန္ဒတွေကိုနားထောင်ပေးကြဖို့နဲ့အရင်းယူဆောင်ရွက်ချက်တွေကိုအချိန်မီချမှတ်မှသာပြည်မဲ့ပြည်သူတွေရဲ့အသက်တွေကိုကယ်တင်နိုင်မှာဖြစ်ကြောင်းလဲဆိုပါတယ်။လုံခြုံရေးကောင်စီအနေနဲ့မြန်မာ ရေးဆုံးဖြတ်ချက်2669ကိုအခြေခံပြီးအရေးယူဆောင်ရွက်ချက်ကိုပဟိုပြုပြီးစောင့်ကြည့်လေ့လာမှုနဲ့အစီရင်ခံမှုရန်ညရာတို့ပါဝင်တဲ့ဆုံးဖြတ်ချက်ထပ်မံချမှတ်ဖို့အတူလွယ်ကြောင်းလဲဆိုပါရယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မြန်မာမှာငြိမ်းချမ်းရဖို့မလေးရှားအရှိန်မြင့်ကြိုးပမ်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်မှုအဆုံးသတ်ရင်လူသားချင်းစာနာမှုအကြံအတင်လျှော့ပါစေရင် ရင်ရှင်ငင်းချိုင်ကိုပံပိုးကူညီကိုအလေးထားပြီးစိုးရွာလာတဲ့မြန်မာရေဖြည့်ရှင်ပိုးအာဆီယံအဖွဲ့နဲ့အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း OIC ကြားပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ဖို့မလေးရှားနိုင်ငံကတောင်းဆိုလိုက်ပါတယ်။မလေးရှားနိုင်ငံကမြန်မာရေကိုအလွန်အမင်းစိုးရိမ်မိပြီးရိုဟင်ဂျာတွေရခိုင်ပြည်နယ်ကိုဘေးကင်းလုံခြုံစွာကုန်သိက္ခာရှိရှိနေရပြန်နိုင်ဖို့လိုအပ်တယ်လို့မလေးရှားနိုင်ငံချိုင်းဝန်ကြီးမိုဟာမက်ဟဆန်ကတနင်္ဂနွေနေ့မှာတူရကီနိုင်ငံမှာကျင်းပတဲ့ရိုဟင်ဂျာဆွေးနွေးပွဲမှာပြောပါတယ်။မြန်မာပတိပခရီဖြည့်ရှင်ရမှာအပြုသဘောဆောင်တဲ့နီလ တစ်ခုလှုပ်ဆောင်ဖို့မလေးရှားနိုင်ငံကတန်နေတန်ချထားပါတယ်အားလုံးပါဝင်တဲ့ငြိမ်းချမ်းဆွေးနွေးမှုပြုလုပ်ဖို့အကြံဖတ်မှုတွေရစဲဖို့နဲ့လူသားချင်းစာနာမှုအကူအညီပေးမှုအရှိန်မြင့်ဖို့ဆိုတဲ့အရေးပါတဲ့နယ်ပယ်သုံးခုခွဲခြားထားပါတယ်လို့သူကဆိုပါတယ်မလေးရှားနိုင်ငံက OIC ဖွဲ့ရင်းနဲ့သက်ဆိုင်သူတွေကြားပုံမထိတွေ့ဆက်ဆံမှုကိုအားပေးပြီးအကြံဖတ်မှုတွေအဆုံးသတ်ဖို့လူသားချင်းစာနာမှုအကြံအတည်းဖြည့်လျှော်ရင်းနဲ့မြန်မာနိုင်ငံမှာငြိမ်းချမ်းရရှိရေးကိုအလေးထားတယ်လို့၎င်းကဆက်ပြောပါတယ်မလေးရှားနိုင်ငံက ASEAN 2ကိုယ်စားလှယ်အော်တမန်ဟာရှင်မှတဆင့်မ ြန်မာနိုင်ငံရှိသက်ဆိုင်သူအလုံးနဲ့ထိတွေ့ဆက်ဆံမှုတွေပြုလုပ်ခဲ့တယ်လို့မူဟာမက်ဟဆန်ကရှင်းပြပါဗျာ။အဲဒီလိုထိတွေ့ဆက်ဆံမှုကလူသားချင်းစာနာမှုအကူအညီပေးလို့မျိုးဦးစားပေးလုပ်ငန်းတွေအတွက်ပုံမှန်နဲ့ဆိုင်တဲ့ပူးပေါင်းဆောင်ရွက်မှုအတွက်အရေးပါတဲ့လှုပ်ဆောင်ချက်ဖြစ်လာမယ်လို့သူကဆိုပါတယ်။ဆက်လက်ပြီးမွန်ပြည်နယ်မှာစစ်ကောင်စီဝန်ထမ်းတွေလိုင်စင်မဲ့ရှင်ပိုစည်းလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မှာလိုင်စင်မဲ့ရှင်ဖမ်းဆီးနေတဲ့ကာလအတွင်းစစ်တပ်ရဲတပ်ဖွဲ့ရှင်တရင်အပါဝင်စစ်ကောင်စီဝန်ထမ်းတွေကအစားလိုင်စင်မဲ့ရှင်တွေပုံမှန်စည်းနှင်လာကြတယ်လို့ဒေသ ားခံတွေကပြောပါရင်စစ်ကောင်စီပူးပေါင်းဖွဲ့တွေကဒေသတွင်းမှာနေရာနဲ့ပြည်သူတွေရဲ့လိုင်းစင်းမဲ့ရှင်တွေကိုဖမ်းဆီးကတိမ်းဆဲပြီးရဲ့နောက်နိုင်ငံတော်ကိုအနှံချင်းမပြုဘဲသူတို့ရဲ့ကိုကြိုးအတွက်အသုံးပြုလာတာဖြစ်ပါတယ်။လိုင်းစင်းမဲ့ရှင်တွေကိုဖမ်းဆီးရဲ့နေရာမှာစစ်ကောင်စီရဲ့တမတ်ချန်ရတရက်ကိုအ ਨੇ ဆုံးလိုင်းစင်းမဲ့ရှင်၅စီးအနှံရမယ်လို့ညွှန်ကြားပေမဲ့ပိုဝီးဖမ်းဆီးရမိပါကရှာလို့အကြီးပိုင်းပြင်တပ်သားအဆင့်တီခွဲဝေစီးနေနေကြပါအမည်မဖော်လို့တဲ့မွန်ပြည်နယ်ဒေသခံတအုပ်ကတော့အခုနောက်ပိုင်းလိုင်းစင်းမဲ့ရှင်တွေကိုစစ်ကောင်စီဝန်တန်းတွေပုံမိုစီးနှင်လာကြပြီးဒီ လုံရက်ကတီဇဲဥပဒေကိုဖောက်ပြက်မှုဖြစ်တယ်လို့ပြောပါရယ်သူတို့ကိုယ်တိုင်ကလိုင်စင်မဲ့ကားတွေစီးနေတာတီဇဲဥပဒေလည်းတီတိုင်းထားတာပဲဒါပေမဲ့ခုလက်ရှိစီးနေကြတာပဲကျွန်တော်တို့မြို့မှာရှိတဲ့ဥစားအကုန်လုံးကရှယ်ရီဘာရီရောတက်ကရောအကုန်လုံးကလိုင်စင်မဲ့ကြီးပဲလေလို့ဆိုပါရယ်တစ်ဖက်မှာတော့စစ်ကောင်စီပူပေါင်းဖွဲ့တွေကလိုင်စင်မဲ့ညီဖမ်းစီးတဲ့နေရာမှာသူတို့နဲ့နှိစက်တဲ့သူတို့ရဲ့လိုင်စင်မဲ့ရှင်ကိုပိုင်ရှင်မဲ့ဖြစ်သိမ်းဆဲပြီးငွေချင်းယူကလူကိုပြန်လွှတ်ပေးတာတွေရှိတယ်လို့သူကဆက်ပြောပါရယ်အမည်မပေါ်လို့တဲ့မွန်ပြည်နယ်ဒေသခံနောက်တုံးကတော့စစ်ကောင်စီက လိုင်စင်မဲ့ရှင်တွေကိုတင်ရစွာရင်းယူမယ်လို့ထုတ်ပြန်ထားပေမဲ့သူတို့ကိုယ်တိုင်ပြည်သူရင်းစီကဖန်ဆီးထားတဲ့လိုင်စင်မဲ့ရှင်တွေကိုအတောင်ပြူနေတာကြောင့်စစ်ကောင်စီရဲ့ဥပဒေကတရားမျှတမှုမရှိဘူးလို့ဝေဖန်ပါတယ်။ လိုင်စင်မဲ့ရင်မစင်းရလိုင်စင်မဲ့ရင်ကိုထိရောက်စွာအရင်ယူမယ်ဆိုပြီးတော့အမိန်ထုတ်ပြီးတော့ဖန်ဆင်းနေတဲ့သူတွေကိုယ်တိုင်ကလိုင်စင်မဲ့ရင်တွေစီးပြီးတော့လိုင်စင်မဲ့ရင်တွေနဲ့ပဲအတုံးချနေဆိုတော့ဥပဒေကကျန်တဲ့တိုင်းသူပြည်သားတွေပဲနာခံမှာပေါ့သူတို့ကတော့နာခံစရာမလိုဆိုတဲ့သဘောလားပေါ့တစ်ဖက်ဆောင်နေဥပဒေကြီးဖြစ်နေတဲ့တရားမျှတနဲ့ဥပဒေမှမဟုတ်တာလို့ဆိုပါတယ်ဒေသတွေမှာတော့ပြည်သူတွေလိုင်စင်မဲ့ရင်စီးနေလို့ဖန်ဆင်းခံရပါကလိုင်စင်မဲ့ရင်ကိုတင်းစဲနေအပြင်လူကိုပါပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့အမြန်နေစဉ်ပြီးပုံစံအနည်းဆုံးထောင်တလားချမှတ်နေ ပါတယ်စစ်ကောင်းဆောင်ရဲ့လိုင်စင်မဲ့ရှင်ဖန်းစီဖို့ညွှန်ကြားမှုကြောင့်စစ်ကောင်းစီဝန်ထမ်းတွေကလိုင်စင်မဲ့ရှင်ဖန်းစီမှုကနေဝင်ငွေရပောက်ကြီးတစ်ခုဖြစ်လာပြီးလိုင်စင်မဲ့ရှင်တွေကိုပါတရားဝင်သပွဲအသုံးပြုစဉ်းနှင်းလာတာဖြစ်တယ်လို့ဆိုပါတယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့ရွှေကောက်ပွဲကိုသတင်းမီဒီယာတွေကူညီပေးဖို့စစ်ကောင်းစီရွေးကော်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့သတင်းမီဒီယာကတစင်ကော်မရှင်ရဲ့လှုပ်ဆောင်ချက်တွေကိုလူလူတွေမှန်မှန်ကန်ကန်သိရှိနိုင်အောင်ပူးပေါင်းကူညီပေးစေလိုတယ်လို့စစ်ကောင်းစီကံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကို ကပြောပါတယ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့စစ်ကောင်စီအုပ်ချုပ်ရေးအောက်မှာဖွဲ့စည်းရပ်တည်နေတဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ရွေးချယ်ပွဲနဲ့ပတ်သက်ပြီးဇွန်လ24ရက်နေ့မှာနှစ်ဖက်ဥက္ကဋ္ဌတွေအဖွဲ့ဝင်တွေနဲ့တာဝန်ရှိသူတွေတွေ့ဆုံခဲ့တာပါတွေ့ဆုံမှုတွင်ကော်မရှင်ဥက္ကဋ္ဌကရွေးကောက်ပွဲဆိုင်ရာလှုပ်ဆောင်ချက်တွေပြည်သူလူထုကိုအသိပေးရမယ့်အကြောင်းအရာတွေကိုအသိပေးနိုင်ဖို့ရွှေကောက်ပွဲကော်မရှင်နဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ပူးပေါင်းလှုပ်ဆောင်ရမယ်လို့ပြောပါရတယ် ကော်မရှင်အနေနဲ့ပန်ပါတီကိုမှဗမ်းမလိုက်ပဲလွတ်လပ်ပြီးတရားမျှတနဲ့ရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်သွားမှာဖြစ်ပြီးမီဒီယာကောင်စီအနေနဲ့လည်းကော်မရှင်ရဲ့လှုံ့ဆော်ချက်တွေကိုသတင်းမီဒီယာကနေတဆင့်ကူညီပေးဖို့သူကပြောကြားခဲ့တာပါလက်နက်ကင်တိုက်ပွဲတွေကြားလူမှုစင်ဝင်စားမှုအားအနေဆုံးဖြစ်နေတဲ့စစ်ကောင်စီကျင်းပမဲ့ထွေထွေရွေးကောက်ပွဲအတွက်အတူကာလရွေးကောက်ပွဲကာလနောက်ပိုင်းကာလတွေမှာကော်မရှင်နဲ့မီဒီယာကောင်စီတို့ဝါရားဖြန့်လှုံ့ဆော်မဲ့သဘောလို့နားလည်ရပါတယ်မီဒီယာကောင်စီကတော့မြမသတင်းမီဒီယာသမားတွေအတွက်2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲလမ်းညွှန်စာအုပ်နဲ့ပတ်သက်ပြီးပြ ြင်ဆင်ဖြည့်ဆွက်လိုတဲ့အချက်တွေကိုဆွေးနွေးခဲ့ပြီးကော်မရှင်ဖွဲ့ဝင်တွေကသတင်းမီဒီယာဆိုင်ရာပူပေါင်းလှုံ့ဆော်နိုင်တဲ့ကိစ္စရပ်တွေကိုအကြံပြုခဲ့တယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ပြည်တွင်းရှိမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကစစ်ကောင်စီရဲ့အမိန့်ညွန်ကြားချက်အရဥက္ကဋ္ဌနဲ့တွင်ရင်မူကိုစစ်တပ်ကြောတောင်းနောက်ခံပြုထားတဲ့ကြံ့ခိုင်ရေးပါတီဝင်နဲ့စစ်တပ်အတိုင်းဝိုင်းကပုတ်ကိုရီအပါဝင်အဖွဲ့ဝင်25ဦးနဲ့2024ခုနှစ်နိုဝင်ဘာလ20ရက်မှာဖွဲ့စည်းခဲ့တာပါ။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလက်ရှိချိန်ထိစစ်ကောင်စီကသတင်းဌာနတွေကိုလိုင်းစင်ပိတ်သိမ်းတာသတင်းတောက်တွေကိုဖမ်းဆီးတာတရ များဆွဲဆိုပြီးထောင်ချတာနဲ့တပ်ဖြတ်တာတွေအပြင်တည်င်းလွတ်လပ်ခွင့်တွေကိုပိတ်ပင်ကန့်သတ်နေတာဖြစ်ပါတယ်။နေစီမချာတည်င်းတောင်များအဖွဲ့ရဲ့အချက်လက်တွေရနိုင်ငံပေါင်း180မှာမြန်မာနိုင်ငံရဲ့တည်င်းလွတ်လပ်ခွင့်အဆင့်ဟာ169ဖြစ်ပြီးတည်င်းလွတ်လပ်ခွင့်နေပါတဲ့နိုင်ငံအပြင်ဆက်လက်ရပ်တည်နေရလို့အခုနှစ်မေလ2ရက်နေ့မှာထုတ်ပြန်ထားကြောင်းတည်င်းမှာဖော်ပြပါရှိပါရရှင်။